မြက်တလွင် channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဆရာတာတေးရေးသားထားတဲ့တာတေးကို16တဲဆိုရယ် Paralog ဇလန်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါရစေ။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူရှင်းတန်ပိုင်းပဲဖြစ်ပါရယ်ခင်ဗျာ။အဲရုံးကကျုပ်ကအသက်၁၂နှစ်ပြအတန်းက၆တန်းမြို့ချောင်းမှာတက်နေတာကျုပ်ဘာကြီးအိမ်မှာနေရလေဗျာ အရင်ဝတ္ထုတွေမှာကျုပ်ပါကြီးအကြောင်းတွေရေးခဲ့မှုပါတယ်ကျုပ်ပါကြီးကထညချောင်းတိတ်ကြိုက်တာဗျထညချောင်းတော်မှာမြောက်ပိုင်းကတီရာလမ်းမှာနေတဲ့ဒေါ်မြာကြီးထညချောင်းကိုမှကြိုက်တာဗျတစ်ခါတစ်ခါဝေထညချောင်း90ဝေးရတာဗျကျုပ်ဝေလာတဲ့ထညချောင်းတွေကိုပလင်းကြီးနဲ့ထည့်ပြီးတိတ်ထားတာဗျပြီးတော့မှနည်းနည်းချင်းယူဆတာဗျဒီညာလေးကျုပ်ကိုမြို့မြောက်ပိုင်းမှာထညချောင်းဝေလွတ်တယ်ဗျတော်တည်မင်းဆရာကြီးမှတင်ရှာတွေ့ပြီးရင်ဒေါ်မြာကြီးအိမ်ကိုသွားအောင်ကွာဘာကြီးကိုထညချောင်းသွားဝေပေးအောင် ကျိုးကဘာကြီးရဲ့ထညာချောင်းပလင်းကိုလှမ်းကြည့်လိုက်တယ်။ဟုတ်သားဗျ။ဘာကြီးမှထညာချောင်းကုန်နေတာပဲ။သူများထညာချောင်းတွေကဆယ်ပြားပဲပေးရတာ။အဲဒေါ်မြားကြီးထညာချောင်းက15ပြားတောင်ပေးရသဗျ။ကောင်းလဲကောင်းတာကိုပေးရမှာပေါ့ဗျ။ဟုတ်ကဲ့ဘာကြီးကျွန်တော်ပြန်တော့ဝယ်ခဲ့မယ်။ဘာကြီးကကျုပ်ကိုထညာချောင်းမိုးပတ်စံ9ချက်ခွဲပေးတယ်။ကျုပ်ကဆရာကြီးမှညဘက်တင်ချာသွားတွေ့နေကြဗျ။အဲကျုပ်တို့ဆရာဦးမောင်တုံးဆိုတာအသက်40ကျော်ပဲရှိသေးတာ။လွတ်စည်းကမ်းကြီးရဲ့ဆရာ။ဘယ်ကျောင်းသားကိုမှမျက်နှာသာမပေးဘူး။ အဲဒါပေမဲ့စေနာလည်းကောင်းချက်ဗျာတင်ချာညံ့တဲ့ကောင်တွေတင်ချာတော်ကျင်တဲ့ကောင်တွေငါ့ရင်ကိုည9နာရီရောက်လာပြီးတင်ချာတွေ့ရမယ်ကြာလားဥမောင်တုတ်ကလူပြိုကြီးဗျတယောက်တည်းနေတာအဲသူကသူထမင်းချက်စားရတာတင်ချာတင်တာတော့လွတ်တော်တာဗျကျုပ်တို့တွေအကုန်လုံးကသူ့ဆိုရင်ချစ်ကြောက်ယူသေးပဲအတင်ချာတွေ့ရင်တွေ့ရင်ည9နာရီကြော်သွားရောပြုတ်ကျုပ်တို့တွေလည်းအိမ်ကိုပြန်ခဲ့ကြတာဗောကျုပ်ကတော့မပြန်နိုင်သေးဘူးဗျမြောက်ပိုင်းကတီရာလန်းကိုတယောက်တည်းခြစ်တက်ရတာဗျ ကျုပ်တို့ဆရာဦးမောင်တော်အင်ကထွက်လာတဲ့ကနှင်းနေစကြနေပြီဗျ။အတီရာလန်းကဒေါ်မြရင်ရောက်တော့လမ်းပေါ်မှာနှင်းနေပိတ်လို့ပြုတ်။ဒေါ်မြတို့အိမ်ဘောဝါဦးတော်ကျုပ်မှာမနှဲရှာပြီးရတယ်။ဟဲ့ဒါတီနှင်းပါကြီးစားဖို့ထင်ချင်ချောင်းလာဝယ်ရလား။ဟုတ်တယ်ဒေါ်မြရဲ့။ဒါတီရဲ့ထင်ချင်ချောင်းဝယ်တာများစောစောလာဖို့ပေါ့။ပြီးတော့တယောက်သေး။ဟုတ်တယ်ဒေါ်မြရဲ့။ကျုပ်ကဒေါ်မြကိုရေပြိုင်ပြန်ပြောလိုက်တယ်။ရပါတယ်အကြီးမြကျုပ်ကမကြောက်တတ်ပါဘူး။မကြောက်တတ်တာတော့ကောင်းပါလေ။ဟဲ့နေဦး။ ဟိုတနေ့ညကဒီတဝိုင်းကျော်မှနေတဲ့ပြူးကျဲမှမြောက်ဘက်ကန်အင်းသားမှတစိနဲ့တွေ့လာလို့ရတယ်။နင်းပြိုင်အဲ့ဘက်ကမပြန်နဲ့ကြားလာတာတည်း။ဟုတ်ကဲ့ကြီးဒီမှာဘာကြီးပေးလိုက်တာခုနှစ်ချက်ခွဲ။ယော့ကျုပ်ကထညချောင်းမှုခုနှစ်ချက်ခွဲကိုပေးလိုက်တယ်။ခဏနေတော့မအေးသေးလေးမှအတိုင်းနဲ့နဲ့တိုင်းပြီးထညချောင်းတွေလိုက်ဖြတ်ကြတယ်။ဒါပေမဲ့ပူသေးတော့ကျုပ်မှစောင့်နေရတာပေါ့ဗျာ။လုံလုံအေးတော်တော့မှကျုပ်ကိုထညချောင်းတွေထုတ်ပေးတယ်။သတင်းစာစက်ကူကြီးနဲ့ပတ်တာပေါ့ဗျာ။တာတေးဘာကြီးကိုပြောလိုက်ပူပေးလိုက်တယ်လို့ ော်ဟုတ်ကဲ့ကြီးမြကျုပ်ပြောလိုက်မယ်ကဲတော့ပြီပြုတ်အေးအေးတော့ဟက်တာတေးအကြီးမြတရားရုံးကိုလိုက်ပို့ခိုင်းလိုက်ရမလားအာမပို့ရပါဘူးဗျာရပါတယ်ကျုပ်ပြန်ဝင်ပါတယ်အေးအေးဒါဆိုလည်းပြန်ဩဟိုမြောက်ဖက်ကန်ကြီးကမပြန်နဲ့တာတေးမပြန်ဘူးမပြန်ဘူးစိတ်ချကြီးမြဒေါ်မြားကြီးကကျုပ်ကိုလှုပ်ခင်းတာဗျဘာကြီးတွေထညာချောင်းဝင်နေကြဆိုတော့ကျုပ်ကိုတိနေရကြပြီ နေကင်းမဲ့ဆိုရင်တော့ဈေးထဲမှာရောင်းတာကျုပ်ပဲသွားသွားဝင်ရတယ်အဲကျုပ်ဘာကြီးထညာချောင်းကြိုက်ချက်ကတော့ကန်းကုန်နေဗျာ တချို့တွေကဆိုရင်ဘလူရုံပြောတယ်ထင်လဲတော်တေးရမင်းမဒေါ်မြာကြီးထင်ချင်ချောင်းတွားတော်ဝဲရပင်မန်းပါတယ်ကွာအမင်းပါကြီးကလည်းလူပြိုကြီးဒေါ်မြာကြီးကလည်းအပြိုကြီးပဲကွာတူရီတူမိုင်းနဲ့နေနေရလေမင်းပါကြီးကိုဒေါ်မြာကြီးနဲ့ပေးစားလိုက်ကွာဒီရောမှာထင်ချင်ချောင်းနေကြိုက်တလောက်နှိုက်စားပေးတော့ကွာမင်းလည်းထင်ချင်ချောင်းဝဲရတဲ့ဒုက္ခငြင်းရောပေါ့ကွာအကျုပ်တို့လမ်းတွေကကိုတင်သိန်းတို့ကိုခင်သိန်းတို့ကပြောတာဗျာဒီလူတွေကလွတ်နောက်တဲ့လူတွေပြုတ်ဒေါ်မြာကြီးကထွက်လာတဲ့အချိန်လမ်းပေါ်မှာနှင်းနေပိတ်နေပြီပြုတ် ဝေးဝေးတော့မမြင်ရတော့ဒေါ်မြာကြီးဟာမြောက်ဖက်ကန်ကမပြန်နဲ့လို့ပြောမှကျုပ်ကမြောက်ဖက်ကန်ကိုခြေဦးလှည့်ပေးသားဗျဒါတေးဆိုတဲ့ကျုပ်ကဒါမျိုးကြလိုက်ရင်ဆက်စုကျင်တဲ့စိတ်ကထိန်းလို့ရတာမဟုတ်ဘူးဗျဒီလိုပြုတ်ကျုပ်တို့မျိုးမာကတောက်ရီကန်ကြီးနှစ်ကန်ရှိတယ်တကန်ကမြို့အရှိဘက်မှာဗျအဲ့ဒီကန်ကိုအရှိကန်လို့ခေါ်ကြတယ်အဲနောက်တကန်ကမြို့ရဲ့မြောက်ဖက်မှာဗျဒါကြောင့်ဒီကန်ကိုမြောက်ကန်လို့ခေါ်ကြတယ်ဒီကန်ကြီးနှစ်ကန်မှာနာမည်ဆိုင်မှုတွေတော့ရှိသားဗျအရှိကန်ကိုကန်တော်ကြီးလို့ခေါ်ပြီး မြောက်ကန်ကိုနန္ဒာကန်လို့ခေါ်တယ်။အဲဒါမဲ့မြို့ဝလူတွေကအဲ့ဒီနာမည်ကိုဘယ်သူမှမခေါ်ကြပါဘူးဗျာ။အရှိကန်နဲ့မြောက်ကန်လို့ပဲခေါ်ကြတယ်။ကျုပ်ကမြောက်ကန်ဘက်ကပြန်လာတာဗျ။တခြားလမ်းတော့ရှိရဲ့ဗျ။တီရလမ်းကထွက်ပြီးအနောက်ဘက်ကိုချိုးချရတယ်။ပြီးရင်ဇေယဝတီကျောင်းလမ်းလို့ခေါ်တဲ့လမ်းတိုင်းထောင်တက်လာရင်ကျုပ်ပါရင်နေတဲ့ရေဘူးတွင်းရပ်ကွက်ကိုရောက်တယ်။ဒါမဲ့အဲ့ဒီလမ်းကရှည်တာပေါ့ဗျာ။မြောက်ဘက်ကံမောင်ကနေလျှောက်လာရင်အနီးလေးဗျ။ကံမောင်ဆုံးတာနဲ့ဆေးရုံနဲ့ရဲစခန်းကိုရောက်မယ်။ ရဲစခန်းကျော်ရာနဲ့တောင်ကွေးလာရင်ဒဇင်လန်း၊ဟွာညိုလန်း၊ကန်နမာလန်း၊နှင်းစီလန်း၊ခတ်တာလန်းဆိုရယ်ပန်းနံမင်းနယ်လန်းတွေရောက်ရောဗျ။အဲ့ဒီလန်းတွေကကြိုက်တဲ့လန်းကနေဖြတ်လျှောက်ဘာကြီးနေတဲ့တရတော်လန်းကိုပောက်တာကြီးပဲဗျ။အကျုပ်ကမ်းမောင်မောင်ကိုတက်ခဲ့တယ်။နေဘတ်ဆိုရင်တော့ဒီလန်းပေါ်မှာစပိန်နေဘဲပြက်လိမ့်မလို့များ။အခုတော့အချိန်ကမရှိနှင်းနေကပိတ်အောင်ကြနေတော့လူသွားလူလာမရှိသလောက်ကိုဖြစ်နေတာဗျို့။ကျုပ်ကတော့လွယ်ကလေးစလွယ်တိုင်းပြီးဘာကြီးရဲ့ထညချောင်းတို့ကိုပွေလို့ပေါ့ဗျာ။ ကျုပ်ကံမောင်အလေလောက်ကိုရောက်တော့ကံမောင်မှာစိုက်ထားတဲ့ဂလုံးလက်သေးပင်အောင်မှာမင်းကလေးတယောက်ဗျာကံမောင်ကိုခြေထောက်ချပြီးထိုင်နေရသပင်းကိုနောက်တွဲစီးထားတယ်ကြောတဝက်လောက်ထိသပင်းကကျနေတယ်သူငိုနေတာဗျရှိုက်တန်ထွက်နေတယ်ကျုပ်ရက်ပြီးနားထောင်ကြည့်ရဟုတ်ပါဗျာငိုနေရမှရှိုက်ကြီးတငင်ကိုငိုနေရဗျဒီနေရာမျိုးဒီလိုအချိန်မှလာငိုနေရဲဆိုတော့တော်တော်ကိုအပူကြီးလို့ဖြစ်မှာပေါ့ဗျာရီးစားနဲ့ကွဲလာရလား လေမြားကွဲရလာတခုခုပဲနေမှာပါလို့ကြုတ်တွေးပြီးဆက်လျှောက်တယ်။ဒါပေမဲ့တလက်နှစ်လက်လောက်လျှောက်ပြီးရတယ်ကြုတ်တုံးငင်နေရက်သွားတယ်။ဒီလောက်ရှာကြီးတငင်ငိုနေပုံထောက်ရင်ရေထဲခုန်ချပြီးတေချောင်းချံမှာစိုးရင်ရတယ်ဗျ။ကြုတ်ချက်ချင်းနောက်ပြန်လှည့်တယ်။ဘာလို့ရုံးဆိုတော့မနစ်ကဒီလိုချိန်မှာပဲမိမတယောက်မြောက်ကန်တွေကိုခုန်ချပြီးတက်တည်သွားဘူးတယ်။ရီးစားကိစ္စလို့လို့ပြောကြတာပဲ။ဒီမှာမှကြုတ်နေမယ်တားတေးပါ။ကြုတ်ဘာကူညံ့မလဲမှာပြောပါ။ဒီလောက်ငိုမနေပါနဲ့မရဲ့။ ကျုပ်ကငိုနေတဲ့မျိုးသမီးနဲ့လက်တကန်းကွာလောက်ထိကပ်ပြီးပြောလိုက်တာဗျမျိုးသမီးကတော့ငိုနေတော့မှာပဲဗျရှာကြီးတငယ်ငိုနေလိုက်တာဗျဒီကိုလုံးတိတ်တိတ်တုံနေတော့ပါပဲဗျတိတ်ပါအမရဲ့ဒီလောက်ထိလဲဘဝကိုအရှုံးမပေးပါနဲ့ဗျကျုပ်လည်းတက်သွေမှတ်သွေစကလုံးနေနဲ့ပြောပြီးနှစ်သိမ့်လိုက်တာပေါ့ဗျအမျိုးသမီးရဲ့ငိုတန်းကနည်းနည်းလျော့သွားတယ်ကျုပ်လည်းနည်းနည်းအားတက်လာပြီးထပ်ပြောလိုက်တယ်မငိုပါနဲ့တော့မရဲ့ကျုပ်ကဘဝကိုအရှုံးပေးတာမျိုးမကြိုက်ဘူးဗျမနှစ်တုန်းကဒီလိုချိန်မှာပဲဟောရီမြောက်ကန်တဲ့ကို ရုတ်ချောချောအမတယောက်ခုန်ချပြီးကိုကူကိုအဆုံးစီရင်သွားခဲ့ဘူးလေ။ဒါမျိုးကမဖြစ်သင့်ဘူးဗျ။ဒါဟာလောကကိုအရှုံးပေးတာဗျ။ဟောဟောလှဲ့လာပြီလှဲ့လာပြီကျုပ်ဘက်ကိုဖြည်းဖြည်းလေးလှဲ့လာပြီ။ကျုပ်စိတ်ထဲကြေနပ်သွားတယ်ဗျ။ငိုနေတဲ့မှာကကျုပ်ပြောတာကိုသဘောပေါက်သွားတယ်ပုံပဲပြု။ဟောလက်နှစ်ဖက်နဲ့အုပ်ထားတဲ့မျက်နှာပေါ်ကလက်တွေကိုဖယ်လိုက်တယ်။ဟာအုံမလေးဗျ။ကျုပ်អော်လိုက်တဲ့အတန်းကနှင်းတွေကိုဖောက်ထွက်သွားရောပြု။မျက်နှာကဗျောင်ကြီးဗျ။မျက်စီရောနှာခေါင်းရောဗစက်ရောဘာမှမရှိဘူး။ တဆင်းတဆင်းကျုပ်ပါဆက်ကအော်မိအော်ရအော်ပြီးလှည့်ပြေးခဲ့တာပြို့ဟဲ့ကောင်းလေးရေထဲခုံချတာငါဟဲ့ငါဘဲဦးလိုပြောင်ချောနေတဲ့မျက်နှာကြီးနဲ့မိမကကျုပ်ကိုအော်ပြောလိုက်တဲ့အတန်းကနောက်ကနေကျုပ်ကိုစောင့်တွန်းလိုက်သလိုပဲဗျာကံမောင်တိုင်းမြေကြီးပေါ်ကမှခြေကြရလာမသိဘူးဗျလေထဲမှာလွင့်သွားနေတယ်လို့ပဲအဲကံမောင်ဆုံးလို့လမ်းပေါ်ရောက်တော့လဲကျုပ်ဆက်ပြေးတယ်ကဲဝဲဝဲမှာမီးရောင်လက်လက်လေးတွေ့ရတယ်ဗျကျုပ်စိတ်ထဲမှာအားတက်သွားလိုက်တာဗျာ အဲ့ဒီမီးရောင်ရှိတဲ့စီကိုကျုပ်ဆက်ပြေးတယ်။ဟာအကျော်သေးလေးဗျ။ရင်းနေစီမီးခွက်ကြီးထုံးလို့အကျော်သေးပွားကြီးကဆိုင်းသိမ့်ပြီးမီးခဲတွေကိုရေနဲ့ဖျန်းနေတာဗျ။မီးကိုရေနဲ့ဖျန်းတဲ့တရှက်ရှက်အတန်ကိုကျုပ်ကြရတယ်။ထွာဆိုင်လောက်ရှိတဲ့တင်မောင်းသားတိုင်နဲ့စောက်ထားတဲ့အကျော်သေးရဲ့တိုင်လုံးကိုကျုပ်ကပြေးဖက်လိုက်တယ်။ဟဲ့တငယ်ဘလို့ဖြစ်လာတာရော။တဆေးဗျတဆေးကျုပ်ကိုလိုက်ချောက်လို့ဗျ။ဟဲ့ဘယ်နေရာမှာရော။မြောက်ကန်ကြီးရဲ့ကံမောင်းပေါ်မှာဗျ။ဟဲ့ဘလို့များချောက်လိုက်လို့ဒီလောက်ထိလန့်လာတာရောတငယ်ရဲ့။ အကျော်တဲ့ဖွားကြီးကခါးကြီးကုန်းကုန်းနဲ့မိဖို့တွေကလှမ်းမိတာဗျမပြောပါနဲ့တော့ဖွားရဲ့ကံမုံမုံမှာမိမတယောက်ငိုနေရတွေ့လို့မငိုဘူးဘဝကိုအရှုံးမပေးဖို့ကျုပ်ကပြောတာဗျပြီးတော့မိနစ်တုံးကမိမတယောက်ကံမောင်းနေခုန်ချပြီးတည်ခဲ့တဲ့ကြောင်းလဲပြောပြပြီးနှစ်သိမ့်လိုက်တာဗျအေးတငယ်လေးပြောတာလဲဟုတ်သားပဲအဲ့ဒါသူသူသူမျက်နှာဟေးသူမျက်နှာဘာဖြစ်လို့ရောသူမျက်နှာကြုတ်ဖက်ကိုလှည့်လိုက်တာ အမလီပြောရင်းနဲ့ဗျာကျုပ်ချက်သိန်းတော်ထလာပြီအဖွားကြီးဆက်ပြောပါဟဲ့အဖွားကြီးကမိခဲညင်မေးတာဗျသူ့သူ့မျက်နှာမှာမျက်စိတွေဗဇက်တွေနှာခေါင်းတွေဘာမှမပါပဲပြောင်းကြီးဗျဘဲဦလိုပဲပြောင်းချောကြီးအဖွားရဲ့ဟေးဟုတ်လားဒါဆိုရင်ဒီလိုမျက်နှာမျိုးထင်ပါတယ်တငယ်ရဲ့ဟာအမလီပြောင်းချောကြီးပါလားဗျာအဖွားကြီးကပြောပြောဆိုဆိုနဲ့ကျုပ်ဘက်ကိုလှည့်ပြလိုက်တယ်ဗျအမလီဗျာအဖွားကြီးမျက်နှာမှာလဲမျက်စိရေနှာခေါင်းတွေဗဇက်တွေမပါဘူးဗျာ ဘဲဦးလို့ပြောင်ကြောကြီးပဲအပြေးပြီပြောပြေးပြီကျုပ်လွင့်နေအောင်ကိုပြေးတာပြုတ်ဟဲ့တငယ်ရဲ့ဒါကြောက်စရာလားကွယ်အဖွားကြီးကကျုပ်ကိုအော်ပြောလိုက်သေးတဲ့ဗျနေ့နေ့ကလည်းပိတ်အောင်ကိုကြာနေတာပြုတ်ကျုပ်လည်းမှန်းတမ်းပြင်းရင်ကျုပ်ပါရင်အိမ်ဆိုပြီးဝင်လိုက်တာသူများရင်ဖြစ်နေရောဗျာဒါပေမဲ့ကျုပ်တငယ်ချင်းစိန်ဖေးတော့ရင်ဖြစ်နေလို့တော်သားဗျာဟဲ့ဒါဒီပါလားစိန်ဖေးစီလာတာလားမိုးကြီးပိုင်းနဲ့ဘဲကနေတော့ပြေးလာရတာရောကျုပ်ဘာမှတော့မပြောနိုင်တော့ပါဘူးဗျာ ုံတန်းလေးမှာဝင်ထိုင်ရင်အမောဆိုးမတက်ဖြစ်နေရဗျ။ဟဲ့ဟဲ့အစိမ့်ဖေးရေခက်ခဲစမ်းမြင်မြန်ဖြည်းဖြည်းတော့တာဒီဖြည်းဖြည်းတော့စိမ့်ဖေးပြေးလွှားခက်လာတဲ့ရေကိုဖြည်းဖြည်းတောက်လိုက်တော့မှတဖြည်းဖြည်းအမောပြေလာတော့ရဗျ။မင်းဘာဖြစ်လာရုံတာဒီရစိမ့်ဖေးဘဦးညွတ်ဆိုင်ကမေးလို့ကျုပ်ကအဖြစ်အပျက်ကိုခက်တူတူဖြေပြလိုက်တယ်။ခဏနေတော့စိမ့်ဖေးရဲ့အဘကကျုပ်တို့အိမ်ဝထီလိုက်ပို့ပေးတယ်။ကံကောင်းလို့ဗျ။ဘာကြီးဝယ်ခိုင်းတဲ့ထညချောင်းတွေတချောင်းမှမကြကြံငယ်ဘူးဗျ။ ဟုတ်ကဲ့ပါအခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရယ်ခင်ဗျာနောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းနားဆင်နိုင်ဖို့အတွက်ကျုပ်တို့ရဲ့မြစ်တန်တွင် channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုလိုက်ပါရယ်ခင်ဗျာ